ကနေ့ယုံကြည်သူများကိုခွန်အားပေးခြင်းနဲ့အကြောင်းအရာကဂျေဇုတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးခွန်အားပေးခြင်းနဲ့ကျွန်တော်တို့အသက်တာထဲမှာဂျေဇုတော်ချီးမွမ်းခြင်းဂျေဇုတော်ချီးမွမ်းပါလို့ကျွန်တော်တို့ပြောပေမဲ့တကယ်တမ်းလက်တွေ့အသက်တာထဲမှာ အခက်အခဲပြဿနာတွေနေမကောင်းတဲ့အချိန်တွေဒုက္ခပြဿနာတွေကြုံလာရတဲ့အခါမှာဂျေဇုတော်ချီးမွမ်းဖို့ဆိုတာတိတ်မလွယ်ဘူး။ပတ်စပ်နဲ့သာဂျေဇုတော်ချီးမွမ်းဖို့ရန်ပြောပေမဲ့ တိတ်မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်တို့အတ္တထက်မှအောင်မြင်တဲ့အချိန်အစဉ်ပြေတဲ့အချိန်တခုခုလှုပ်လို့အစဉ်ပြေတော့တဲ့အချိန်မျိုးမှာတော့ကျွန်တော်ကျေးဇူးတော်ကိုချီးမွမ်းနိုင်ကြတယ်တို့တို့တကယ်လက်တွေ့ဘဝမှာအခက်အခဲပြဿနာတွေရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာတော့ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာကတိတ်မလွယ်ပါဘူးဒါပေမဲ့တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာအဲ့ဒီလိုမျိုးအချိန်ခါမှာ ်ဂျေဇုတော်ကိုချီးမွမ်းတတ်တော်သူတို့ရဲ့အသက်တာကိုမြင်တွေ့ရတာဖြစ်ပါတယ်ပြီးတော့တကယ်ယုံကြည်ခြင်းအားကြီးတဲ့သူတွေရဲ့အသက်တာထဲမှာလည်းအခက်အခဲတွေပြဿနာတွေကြားထဲမှာပဲဂျေဇုတော်ချီးမွမ်းခြင်းနဲ့အတူဖခင်ခင်ရဲ့ခြေတော်ရင်းမှာတိုးဝင်ချင်းကနိုင်တဲ့သူတွေကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့အဲ့ဒီလူတွေကတကယ်ပဲလက်တွေ့မှာအောင်မြင်ခြင်းနဲ့ဆောက်လန်းအသက်ရှင်နေကြတယ်ဆိုတာကိုတွေ့ရတယ်တမန်တော်ဝတ္ထုအခန်းကြီး16ကိုကြည့်တဲ့အခါမှာဘောလုနဲ့တိလာရဲ့အကြောင်းကိုဖတ်ရပါတယ်ဘောလုနဲ့တိလာကမာကေ တော်နီဒီဖက်ကိုဖျားရခင်ပို့ဆောင်ချင်းခံရတဲ့ခါမှာအဲ့ဒီမှာသူတို့တရားဟိုးတယ်တရားဟိုးနေတဲ့အချိန်မှာနတ်ဝန်နဲ့အမျိုးသမီးကသူတို့ရဲ့နောက်ကနေသူတို့ဒီအမျက်ဆုံးတော်ဖျားရခင်ရဲ့အကြက်တရားလမ်းကိုဟိုးနေတဲ့သူတွေဖြစ်ပါတယ်လို့ခဏခဏအော်တဲ့အတွက်ကြောင့်ဘောလူကနောက်ဖက်ကိုလှည့်ကြည့်ပြီးတော့မှ သူ့အထဲကနေထွက်သွားပါလို့နတ်ဆိုးကိုနှင်ထုတ်တဲ့အခါမှာအဲ့ဒီနတ်ဆိုးထွက်သွားတယ်အဲ့ဒီအမျိုးသမီးကပါလုတ်တဲ့လူလဲဆိုရင်ကတ်အတော့ဟိုးပေးနေတဲ့သူသူ့အားဖြစ်စီးပွားဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့အထဲ ဲကနတ်ထွက်တော်သောကြောင့်သူကအနာခတ်မပြောနိုင်လို့အဲ့ဒါကြောင့်ဘောလုံးနဲ့တီလာကိုဖမ်းဆီးပြီးတော့မှသူတို့ကိုရိုက်နှက်အနာရီပါထွက်တော်ရိုက်နှက်ပြီးတော့မှထောင်ထဲမှာပို့ထားတယ်ထောင်ထဲမှာလောင်ထားပြီးထောင်မှုကိုအပ်ထားတယ်ထောင်မှုကသူတို့ကိုတန်ကျိုးနဲ့ချီနှောင်ပြီးအထဲမှာထားထားတယ်တခြားထောင်သားတွေလည်းရှိတယ် အဲ့ဒီမှာပေါလုနဲ့တီလာကဘာပါလုကြတယ်လဲဆိုညဦးညအချိန်ရောက်တဲ့အခါမှာတကောင်းအချိန်၌ပေါလုနဲ့တီလာတို့ဒီပထနာပြု၍ဖျားရခင်ကိုချီးမွမ်းလျက်တစ်ချင်းဆိုလေ၏ထောင်ထဲမှာနှောင်ဖွဲ့ချင်းကိုခံရတော့သူတို့ဒီနားထောင်ကြ၏ဖျားရခင်နာမကြောက်ထောင်ထဲမှာရောက်နေကြတယ်ထောင်ထဲမှာရောက်နေကြတဲ့ချိန်ညတကောင်းရောက်လာတဲ့အခါမှာတော့သူတို့ကပါလုတလေပထနာပြု၍တစ်ချင်းဆိုတယ်တရားဟောစရာကောင်းတယ်နော် ရိုက်နေချင်းနာကျင်နေတဲ့ကြားထဲမှာဆုတောင်းပတနာပြုပြီးတော့မှတခြင်းဆိုကြတယ်ဆုတောင်းပတနာပြုပြီးတခြင်းဆိုနေကြတဲ့အချိန်ခါမှာသူတို့ရဲ့ပေးနာမှာရှိတဲ့သူတွေကလည်းနားထောင်ခွင့်ရတယ်သူတို့နားထောင်ကြတယ်တဲ့ခန္ဓာချင်းတွင်မြေကြီးသည်ထောင်ချေရင်းလဲလှုပ်ရှား၏တကားရှိသည်များတို့သည်ချက်ချင်းပွက်၍လူအပေါင်းတို့သည်နှောင်ဖွဲ့ချင်းနဲ့လော့ကြ၏ကြီးစံအခက်ခဲကြားထဲမှာပြက်တနာကြားထဲမှာသူတို့နာကျင်ခံစားနေရတဲ့ကြားထဲမှာဆုတောင်းပြီးမှဂျေဆုတော်ကိုချီးမွမ်းကြ၏တဲ့ ဲ့မိတ်ဆွေဒီကနေ့ကျွန်တော်တို့အကတ္တတာထမအစဉ်ပြေတဲ့အချိန်အောင်မြင်တဲ့အချိန်တော့ကျွန်တော်တို့ချီးမွမ်းကောင်းချီးမွမ်းနိုင်ပါလိမ့်မယ်တိုးတိုးအခက်အခဲပြဿနာတွေနဲ့ရင်ဆန်ကြုံတွေ့လာရတဲ့အခါမှာချီးမွမ်းနိုင်မယ်သူတိတ်စားတယ်ကျွန်တော်ရဲ့အတ္တတာထမအခက်အခဲပြဿနာကြုံတွေ့ရင်ဆိုင်လာရတဲ့အခါမှာဆုတောင်းပါဆုတောင်းပါဆုတောင်းပြီးရင်ချီးမွမ်းစရာဖြစ်လာလိမ့်မယ်ဒီနေ့ဆုမတောင်းရင်ချီးမွမ်းနိုင်ဘူး စုတောင်းပါကိင္ရအတ္တတာထဲမှာပြဿနာလေးပဲတစ်ချိန်လုံးတုံးနေရတဲ့တစ်ခုပြီးတစ်ခုပြဿနာကထပ်နေတယ်အနာပေါ်မှာစူးကြတဲ့အတ္တတာအနာတစ်ခုပြီးတစ်ခုပြဿနာတစ်ခုပြီးတစ်ခုရင်ဆိုင်နေကြုံတွေ့နေရတဲ့အချိန်ကာလမှာတင်ပါလို့မလဲတချင်းဆိုပါဆိုတဲ့တချင်းဆိုနိုင်မှာမဟုတ်ဘူးတို့တို့လေဒီနေ့ရောရောလေးပဲဖျားစိတ်မှာတူးထောက်ပြီးတော့မှစုတောင်းလိုက်ပါစုတောင်းပြီးရင်တင်ချီးမွမ်းခြင်းနဲ့စိတ်ပြီးဖြစ်လာလိမ့်မယ်ပိုးလို့နဲ့တိလာခက်ခဲပြဿနာနာကျင်ခြင်းဝေဒနာထောင်ထဲမှာခံစားနေကြရတော့ လေသူတို့ကစုတောင်းပတ္ထနာပြုတ်ပြီးရင်ဂျေဆုတို့ချီးမွမ်းတဲ့တချင်းဆိုတဲ့နော်မိတ်ဆွေဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထမ်းမှာလဲထိုကဲ့သို့အတ္တအထမ်းမှာပြတနာတွေအခက်ခဲတွေရင်ဆိုင်ကြုံတွေ့လာရပြီးဆိုရင်စုတောင်းပါစုတောင်းပြီးရင်ချီးမွမ်းစေအကြောင်းဖြစ်လာမယ်စုတောင်းကြတဲ့အခါမှာအနှုတ်ပေါ်ရပဲမဖြစ်နိုင်ဘူးလို့ထင်စရာရှိတယ်ထောင်းတကားပွန့်ပြီးတော့မှသူတို့တန်ကျိုးနဲ့ချီနှောင်ထားတဲ့အရာအလုံး လွန်စင်ကုန်တယ်အဲ့ဒီမှာသာ ကျွန်တော်တို့များသာရှိမယ်ဆိုရင်တော့ထောင်တကားပွက်နာနဲ့ချင်းကျိုးတွေကြွတာနဲ့ပြေးဖို့ပဲကြံမှာဒါပေမဲ့ တို့မပြေဘူးနော်ဘာလို့လဲဖျားလုတ်တယ်ဆိုတာတိတယ်အတွက်ကြောင့်တို့မပြေဘူးအဲ့ဒီပြက်တနာကနေလွတ်ဖို့တို့မပြေဘူးအဲ့ဒီအကြောင်းအရာကိုတိတယ်ထောင်မှုက ထောင်တားတွေအကုန်လုံးလွတ်ကုန်ပြီးထင်လို့မိမိကိုယ်ကိုမိမိတေချောင်းကြံဖုံတားကိုတအိမ်ကနေဆွဲပြီးတော့မှကိုယ့်ကိုယ်ကိုတတ်တည်ဖို့ကြံစီနေတဲ့အချိန်ဘောလို့ကထောင်မှုမလုံးနဲ့ကျွန်တော်တို့အကုန်လုံးရှိတယ်ဘယ်သူမှမထွက်ပြေးဘူးကျွန်တော်တို့ရှိတယ်ဒီနေ့ကျွန်တော်တားဆိုရင်ဂျေဇူးတော်ပဲဆိုပြီးတော့မှထွက်ပြေးမလားမသိဘူးဒီနေ့ဘောလို့နဲ့တီလာရတက်တာ ာထဲမှာအဲဒီသူတို့နာကျင်ခံစားနေရတဲ့ဝေဒနာချကဖရာခင်လွတ်မြောက်ခြင်းအခွင့်ပေးတာဆက်ပြီးအလုံးလုံးမယ်ဆိုသူတို့ယုံကြည်စိတ်ချတဲ့အတွက်ကြောင့်ထောင်မှုကိုပြောတယ်မလုံးနဲ့ကျွန်တော်တို့ရှိနေတယ်အကုန်လုံးရှိတယ်ဘယ်သူမှမထွက်ပြေးဘူးအကုန်လုံးရှိတယ်ထောင်မှုကသူတို့ရှိပြေးသွားပြီးတော့မှသူတို့ရဲ့ခြေရင်းမှာခုနကတော့ရိုင်းနှက်ပုတ်ခတ်ပြီးတော့မှသူတို့ကိုဆဲဆိုဂျင်းမောင်တောင်ထဲမှာထဲ့တယ်တတ်မှုကြီးဒီချိန်မှာတော့သူတို့ရဲ့ခြေစိတ်မှာတူးထောင်နေပြီမိတ်ဆွေအဲဒါကြောင့်တမန်ကျမ်းစာကပြောတယ် တင်းဤရန်သူကိုတင်းဆိုင်မှာတောင်းပန်ခြင်းဟာငါပြုမယ်လို့ကျမ်းစာကပြောတယ်။ဒါကြောင့်မိတ်ဆွေတင်းရဲ့အသက်တာထဲမှာဖခင်ခင်နဲ့တင်းတွာလာနေတဲ့ချိန်တင်းကိုဝေဖန်ပြစ်တင်ဆုံးချကဲ့ရဲ့နေတဲ့သူတွေကိုပတ်တော့မှမကြောက်ပါနဲ့။ဖခင်နဲ့ပဲတင်းတွာပါဖခင်ကိုပဲချီးမွမ်းပါအဲ့ဒီအခက်ခဲပြဿနာတွေကြောင့်တင်းစိတ်တမကြပါနဲ့။ဖခင်ကိုဆုတောင်းဖခင်ကိုချီးမွမ်းဒါဆိုရင်ဘိုးလူနဲ့တိလာစိတ်မှာရောက်လာတဲ့ထောင်မှုကဲ့သို့အခုနောက်တင်းကိုနိုင်လို့ညှင်းဆဲနှိမ့်ဆက်နေတဲ့သူတွေတနေ့ကြရင်တင်းစိတ်မှာဖခင်ခင်ပြန်ပြီးပို့ ိုးလိုက်မယ်အရေးကြီးတာကတင်းရဲ့စိတ်ထားတင်းရဲ့နှလုံးသားဖြစ်တယ်ပေါ်လူနဲ့တိလာကအမုန်းတရားမရှိဘူးကျေးဇူးတော်ပဲဆိုပြတော့ထောင်ထဲကထွက်ပြေးတာမဟုတ်ဘူး။ဘုရားရခင်ကျေးဇူးတော်ကိုချီးမွမ်းပြီးထိုင်နေတဲ့အခါအနိုးစရာကောင်းတာကအဲ့ဒီထောင်မှုနဲ့သူ့ရဲ့အိမ်သူအိမ်သား ခရစ်တိုကိုလည်းခံရရှိကြတဲ့မိတ်ဆွေတင့်ရဲ့အခက်ခဲတင့်ရဲ့ပြဿနာကြောင့်ဒူတပါကဲတင်ချင်းဧဝံဂေလိထာဝရအသက်ရဖို့ရကြောင်းဖြစ်စေပါချစ်တော်မိတ်ဆွေဒီနေ့ကျွန်တော်ခွန်အားပေးခြင်းတင့်ရဲ့အသက်တာထမ်းမှာပြဿနာအခက်ခဲရင်ဆိုင်ကြုံတွေ့လာရရင်ဒူးထောက်ပြီးဆုတောင်းပါဆုတောင်းပြီးရင်တင့်ချီးမွမ်းစေအကြောင်းဖြစ်လာမယ်ပေါ်လို့ရဲ့အသက်တာထမ်းမှာခဏခဏအဲ့ဒီပြဿနာအဲ့လိုမျိုးကြုံနေရတဲ့အတွက်ကြောင့်ထောင်ထဲမှာနေရင်အပြင်ထဲမှာရှိတဲ့သူတွေကိုအားပေးစကားပြောတယ်ဝမ်းမြောက်ခြင်းရှိကြတော့တဖန်ကဆိုတိကဝမ်းမြောက်ကြလို့ ပြောနိုင်တာဖြစ်တယ်မိတ်ဆွေခရစ်တော်ရတော်သူရဲ့အသက်တာကအခက်ခဲပြဿနာရှိလာရင်လည်းဝမ်းမြောက်နိုင်တဲ့အသက်တာဖြစ်တယ်ဝမ်းမြောက်နိုင်တဲ့အသက်တာရှိတယ်ဒီနေ့ဂျေစုတော်ချီးမွမ်းခြင်းဟာတင်းရဲ့လွန်မြောက်ခြင်းဖြစ်တယ်ဆုတောင်း၍ဂျေစုတော်ချီးမွမ်းခြင်းဟာကျွန်ုပ်တို့ရဲ့အောင်မြင်ခြင်းဖြစ်တယ်ဆုတောင်း၍ဂျေစုတော်ချီးမွမ်းခြင်းဟာကျွန်ုပ်တို့ရဲ့လွန်မြောက်ခြင်းပဲဖြစ်တယ်မိတ်ဆွေဒီနေ့အရာရာတိုင်းမှာဂျေစုတော်ကိုချီးမွမ်းတတ်တော်သူဖြစ်ဖို့ရင်အင်မတန်မှအရေးကြီးတယ်ဒီနေ့ကျွန်တော်တို့အစဉ်ပြေလို့ချီးမွမ်းခြင်းအစဉ်ပြေမှဆုတောင်းခြင်းမျိုးမဟုတ်ရဘူး ဒီနေ့အစိမ်းမပြေရင်လေဒူးထောက်ပြီးဆူတောင်းပါဂျေစုတော်ချီးမွမ်းစရာအကြောင်းဖြစ်လိမ့်မယ် ်ဆုမတောင်းပဲနဲ့ဂျေဆုတော်ချီးမွမ်းစရာမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့နာကျင်နေတဲ့ခံစားနေရတဲ့ဝေဒနာတွေပြဿနာတစ်ခုပြီးတစ်ခုကိုမဟုတ်တဲ့ဟာတွေကိုမဖြစ်တဲ့ဟာတွေတူတပါးကအပြစ်ပုံချနေတဲ့အချိန်ဟာလေလုယာလို့လက်ခုပ်တီးပြီးတချင်းဆိုနိုင်ဖို့မဖြစ်နိုင်ဘူးတော်တော်လေဆုတောင်းပြီးလုပ်ကြည့်ဆုတောင်းပြီးရင်တင်လုံးဝဝမ်းမြောက်တဲ့စိတ်တွေဝမ်းလာမယ်အဲ့လိုဆိုရင်တင်ချီးမွမ်းလာနိုင်လိမ့်မယ်မိစကျွန်တော်အသက်တာထဲမှာတကယ်လက်တွေခံစားကြုံတွေ့ရလို့ဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတင်းကိုပတူရီပါပဲပြောပြော။တင်းရဲ့အသက်တာထဲမှာပါအခက်ခဲပဲ ဲရှိရှိပါပြဿနာပဲရှိရှိဆူတောင်းပါဆူတောင်းပြီးရင်တင်ချီမွန်စရာအကြောင်းဝန်လာလိမ့်မယ်ကျွန်တော်အသက်တာထဲမှာထိုကဲ့သို့ပဲပြဿနာတွေများကြီးကြုံရတယ်သူတပားရဲ့နိုင်လို့ညှင်းဆဲမှုတွေခံစားရတယ်တိုးတော့ကျွန်တော်တီတိုင်းချီမွန်ဖွယ်မှာဖြစ်နိုင်တိုးတော့ကျွန်တော်တူးထောက်ပြီးဆူတောင်းတဲ့အခါမှာမမှီနိုင်တော့ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်ဂျေဆုတို့ချီမွန်နိုင်ခဲ့တယ်ဖရားခင်လွတ်မြောက်ခြင်းပေးတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီကနေ့တင်းရဲ့အသက်တာထဲမှာပါအခက်ခဲပါပြဿနာပဲရှိရှိ ဆူတောင်းခြင်းနဲ့အတူဂျေဇုတော်ချီးမွမ်းရထဲကိုဝင်သွားပါဖရာခင်ကတိမ်ကိုမဆာမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အခက်ပြက်တနာလီတီတူတပါလွတ်မြောက်စေအကြောင်းဖြစ်စေဖို့ရန်အရေးကြီးတယ်ဒီနေ့ကျွန်တော်ဆူတောင်းခြင်းဂျေဇုတော်ချီးမွမ်းခြင်းအားဖြင့်ဖရာပုံတော်ထင်ဆာမှာဖြစ်တယ်အရာရာတိုင်းမှာလို့ပြောတဲ့အတွက်ကြောင့်ကောင်းစားတဲ့အခါမှာလဲဝမ်းမြောက်ဖို့ကောင်းစားတဲ့အခါမှာဝမ်းမြောက် ဆင်းရဲဒုက္ခတွေခံစားလာရတဲ့အခါမှာဆင်ခြင်ဖို့ရံပြောပါတယ်ဒီနေ့ဆင်ခြင်နှလုံးတွင်းပြီးတော့မှဒီနေ့ကျွန်တော်တို့ဂျေဇူးတော်ချီးမွမ်းခြင်းအဖြစ်အသက်တာမှာဆောက်လန်းကြရအောင်ဂျေဇူးတော်ချီးမွမ်းခြင်းတည်ကျွန်တော်တို့ရဲ့လောမြောက်ခြင်းဂျေဇူးတော်ချီးမွမ်းခြင်းတည်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းဖြစ်တဲ့ဂျေဇူးတော်ချီးမွမ်းခြင်းတည်ဖရားရခင်ဘုန်းတော်ကိုထင်ရှားစေအကြောင်းဖြစ်တယ်ဒါကြောင့်အသက်တာထဲမှာ ကောင်းစားတဲ့အချိန်မှာလဲဂျေဇူးတော်ချီးမွမ်း အခက်အခဲပြဿနာတွေဂျုံတွေ့လာရတဲ့အခါမှာလဲဆင်ခြင်လျက်ဆုတောင်းပတ္ထနာပြုခြင်းအဖြစ်ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာအန်အိုးပွေတော်အမှုကိုတွေးရမှာဖြစ်တယ်တကြောချစ်တော်မိတ်ဆွေဒီနေ့အရာရာတိုင်းမှာဂျေဇုတော်ကိုချီးမွမ်း၍ဆောက်လန်းတတ်တော်သူများဖြစ်ပါစေလို့နှုတ်ကပါတော်အဖြစ်ခွန်အားပေးရင်တိုက်တွန်းခြင်းနဲ့ဂျာနာတော်သူအရောက်စီတိုင်းအပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ